မင်္ဂလာပါခင်ဗျာဒါကတော့မြေကျွန်းစုမှာရှိတဲ့လေကျွန်းဖြစ်ပါတယ်ဒီလေကျွန်းဟာဆိုလို့ရှိရင်ကျွန်တော်တို့အရှိတ်အတ်မှာတဲတောင်ကုန်တဲတောင်ပြင်ကမ်းခြေဖြစ်ပြီးတော့ပင်လယ်ချောင်းလေးချားနေပြီးတော့တစ်ဖက်မှာတော့ကြောက်ဆိုင်ကြောက်သားကမ်းခြေဖြစ်ပါတယ်ကြောက်ဆိုင်ကြောက်သားကမ်းခြေဟာတဘာဝအလျောက် ြစ်ပေါ်နေတာဖြစ်ပြီးတော့အရန်ကိုသာပပါပဲသူစစ်ထားသလိုသာပနေတာဖြစ်ပါတယ်အဲတော့အာဒီကျုံးကိုလာရောက်လက်ပတ်မယ်ဆိုရင်တဘာဝအရာသာကန်းချေအရာသာနှစ်ခုခံစားရရှိမှာဖြစ်ပါတယ်တစ်ဖက်ကတော့အရန်ကိုကောင်တာမှုတ်လို့မှုတ်နေတဲ့နော်တဲတောင်ပြင်ကန်းချေဖြူစွန့်နေတဲ့တဲတောင်ပြင်ကန်းချေ ဖြစ်ပြီးတဲ့အခါကျတော့တစ်ဖက်ကတော့ကြောက်ဆန့်ကြောက်သားကန့်ကျင်ဖြစ်ပါတယ်။ဒါအပြင်ကိုတစ်ဖက်ကတော့အရန်ကိုစိမ့်နေတဲ့နော်စိမ့်ချင်းရောင်ပေါ်ပေါက်နေတဲ့ကြောက်ဆန့်အာပင်လယ်ပြင်ကြီးဖြစ်ပြီးတဲ့အခါကျတော့တစ်ဖက်မှာတော့စိမ့်နှုတ်ရောင်ပြလက်လက်တန်းနေတဲ့ကန့်ကျင်ဖြစ်ပါတယ်။ တဲတောင်ပြင်ကန်းကျေဖြစ်ပါတယ်။အဲတော့ဒီလေးချောင်းရဲ့ထူးခြားမှုကတော့ကန်းကျေနှစ်ခုကို ပိုင်ဆိုင်ထားတာဖြစ်ပြီးတော့ဒီကန်းကျေနှစ်ခုရဲ့မတူညီတဲ့သဘာဝအလှအရသာကိုခံစားရရှိမှာဖြစ်ပါတယ်။ဒါအပြင်ကိုဒီလုပ်ငန်းလုပ်ကင်နေကြတဲ့ငားလေလေးတွေကိုလည်းပင်လယ်ပြင်ထဲမှာကြည့်ရှုခံစားနိုင်ပြီးတော့ညိုးနဲ့အလှမ်းဝေးပြီးတော့မှအေးချမ်းသာရတဲ့ ဒီနေရာလေးမှာတနည်းတာပင်ပန်းနွမ်းနေမှုတွေကိုဒီမှာလာရောက်ပြီးတော့မှပန်းဖြေရင်းနဲ့ဆေးလုတ်ကိုလို့အေးဆေးစွာအနားယူနိုင်ကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကျွန်းလေးကို လာရောက်လဲပတ်ဖို့ကျွန်တော်တို့ AKM Tourism ကနေပြီးတော့မှဖိတ်ခေါ်လိုက်ရပါတယ်။လူချင်းမင်းတို့အတွက် အကောင်းဆုံးသောဝန်ဆောင်မှုများနဲ့ ကြိုဆိုနေမှာဖြစ်ပါတယ်အရန်ကိုတာယာလှပတာဖြစ်ပါတယ်ဒါကြောင့်မလို့လူချင်းမင်းတို့ရဲ့ဘဝအနာအပင်ပန်းမှုတွေကိုအပန်းဖြေဖို့အတွက်ဒီတဲတောင်တင်လေးကိုလာရောက်ပြီးတော့မှအနာယူပြီးကျွန်းလေးမှာလေပတ်ဖို့အတွက်ထိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ